စီဗင်အမိုက်ပုံကအပြုတ်မှုတစ်ခုအတွက်ချီးကျူးခံနေရတဲ့မြင်းမြတ်ပရိသတ်များလုံးမမင်္ဂလာပါရှင်ရွှေမန်းလေးချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းသားချင်းမြင်းမြတ်ကတော့စီဗင်တာယာကအမိုက်ပုံလေးတစ်ခုပေါ်မှာဒီလိုထင်မှတ်မထားတဲ့လောက်ရလေးနဲ့အပြုတ်မှုလေးကြောင့်ပရိသတ်တွေရဲ့အံ့ဩနေကြရပါတယ်မြင်းမြတ်ဆိုတာကနိုင်ငံကျော်ထိပ်တန်းမင်းသားဖြစ်ပြီးလူတိုင်းကလေးစားအားကြနေရပါတယ်မြင်းမြတ်ကအနုပညာတက်တန်းနှစ်ပေါင်း20ကျော်ကြာခဲ့ပြီဖြစ်ပြီးတော့တကယ်ကိုအောင်မြင်ကြပြီးနာမည်ကြီးတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ် တရုတ်ဆောင်အိုက်တင်အရေးချင်းမှာဆိုရင်လည်းအပြစ်ပြောစရာမရှိအောင်ထူးခြားကောင်းမွန်တဲ့အတွက်ပြည်သက်များစွာကအားပေးနေကြရပါဒါပေမဲ့ကင်မရာနောက်ကွယ်မှာဆိုရင်လည်းအခုလိုမျိုးထင်မှတ်ထားတဲ့စိတ်သဘောထားလေးတစ်ခုရှိနေကြအောင်လောရက်လေးတွေနဲ့တူတက်တည်ပြနေကြပါတယ်ဒီမတိုင်ခင်မှာတော့အမှုပညာလောကထဲမှာမြင့်မြတ်ရဲ့မကောင်းတဲ့တဲ့တွေတချို့ကပြန့်နေကြရပါအထူးသဖြင့်မြင့်မြတ်ကမြန်မာနိုင်ငံမှာနာမည်ကြီးဒါရိုက်တာဖြစ်ခဲ့ပြီးတော့အခုလက်ရှိအချိန်အမေရိကန်နိုင်ငံနယူးယောက်မြို့မှာနေထိုင်နေတဲ့ဒါရိုက်တာပြည်ဟင်းတီဟာရဲ့ပြောကြားမှုတွေကြောင့်မြင့်မြတ်ကအမနာကြီးတဲ့အပါအဝင်တခြားသောမကောင်း තරෙන් නිර්ජනගෙවයි မြင်းမြတ်ကလက်ရှိမှာဆိုရင်မြေစာလို့အမည်ရတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးထားခဲ့ပြီးတော့အင်မတန်ဆင်းရဲနွမ်းပါတဲ့အမိုက်ကောက်သမားလေးအဖြစ်တရုပ်ဆောင်ထားပါတယ်။ဒီလိုတရုပ်ဆောင်တဲ့အရာမှာရန်ကုန်တမျိုးလုံးမှာရှိတဲ့အမိုက်ပုံတွေကြားထဲမှာညစ်ပတ်နန်းစော်စွာနဲ့ရိုက်ကူးခဲ့ရပါတယ်။ဒါကိုအကယ်ဒမီမင်းသားဆိုပြီးကြီးကျယ်တာမျိုးမရှိဘဲဂျိုးသားဂျိုးစားစွာနဲ့ရိုက်ကူးခဲ့ပါတယ်။ဒါတိမ်မကသူ့ကိုဘေးနားကနေကူညီပေးနေတဲ့စီပင်တရားကတန်ရှင်းဝင်တန်းကောင်လေးပေါ်မှာလည်းအစင်တန်းခွဲကြတာမျိုးမရှိဘဲအကောင်းမွန်ဆုံးဆက်ဆံပေးခဲ့ရပါ။ငါကအကယ် င်းမင်းသားဆိုပြီးမာနာထောင်သွားမနေပဲ စကားကိုချိုးတာရင်ကျေးစွာနဲ့ပြောဆိုဆက်ဆံခဲ့ပါ၏။ဒါတင်မကပစ္စည်းတွေကိုပေးတဲ့အခါမှာလည်းလက်နှစ်ဖက်နဲ့ယိုသေးလေးစားစွာပေးခဲ့တဲ့အပြုမူလေးကတကယ်ကိုစိတ်တဘောတော်မြင့်မြတ်သူဆိုတာသိသာစေခဲ့ပါ၏။မြင့်မြတ်နေတဲ့တခြားသောအနုပညာလောကတွေကဇက်ပို့တွေကိုလည်းကောင်းမွန်စွာနဲ့ပြောဆိုဆက်ဆံတတ်ပြီးတော့ကူညီရဲသူပဲဖြစ်ပါ၏။ဒါတင်မကအခုလိုမျိုးတာမန်တန်ရှင်းဝန်ထမ်းတယောက်ကိုတောင်းလေးစားသမှုနဲ့ဆက်ဆံခဲ့တဲ့ပုံမှာသူရဲ့စိတ်တဘောတော်ကဘလောက်ထိမြင့်မြတ်ကြောင်ထင်ရှားနေပါ၏။ဒီလိုညှဉ်းပန်းနှံစော်စွာနဲ့တယောက်ဆောင်ရတဲ့ဇက်ကားမှာမျက်နှာတစ်ချက်မပြတ်ဘဲတ ကယ်ကိုစိတ်ရောကိုယ်ပါနှစ်ပြီးတော့တရုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ဒါကြောင့်ကင်မရာနောက်ကွယ်မှာလည်းစိတ်တဘာရာကောင်းပြီးတော့ကင်မရာရှေ့မှာလည်းတရုပ်ဆောင်အိုက်တင်ပြပြနေ။မင်းသားမြင့်မြတ်ကတကယ်ကိုလေးစားစရာစံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါတယ်။ဒါအပြင်မြင့်မြတ်ကဇနီးတဲ့နဲ့အတူမိသားစုကိုတာဝန်ကျေတဲ့အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်တယ်လို့အလုပညာလောကသားချင်းပေါ်မှာလည်းမမနာကင်ရှင်ပြီးတော့ကိုကျင်းစာတရားအပြေအဝရှိရတဲ့သူဖြစ်တယ်လို့မြင့်မြတ်ရဲ့အခင်မင်းဆုံးတငယ်ချင်းတစ်ယောက်ကဆိုပါတယ်။ မြင်းမြတ်ကရွှေတင်ရိုက်ကွင်းမှာလဲငါကအကယ်ဒမီရတဲ့ထိတ်တန်းမင်းသားဆိုတဲ့ဂုံနဲ့မောက်မာခြင်းမရှိပဲအခြေခံရုပ်ရှင်လောကသားတွေနဲ့တဒန်းနဲ့ထိုင်ပြီးတဒန်းနဲ့စားရမျိုးတွေရှိရလို့အဆိုပါတငယ်ချင်းကရှင်းပြလာပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတရုတ်ဆောင်မြင်းမြတ်ကိုအားပေးကြပါသလားမြင်းမြတ်ရဲ့အပြုမှုတွေနဲ့ပတ်သက်လို့မိမိတို့ရဲ့အမြင်လေးတွေကိုပြောသားခဲ့ပါအောင်ရှင်အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်